အခု US ရေတောက်ကိုကြည့်ရအောင်သူတို့တွေကကြော်ကြတဲ့ဆောင်းမတစ်ခုရှိပါတယ်တင်းမောကိုဘယ်တော့မှမပြစ်မစွန့်လို့ပါနဲ့တဲ့ဒါကိုသူတို့ကစာသားအတိုင်းယူရပုံရပါတယ်မိဂန်ရေတိုက်ရဲ့လေရင်တင်တင်းမောဟာရီထရူမန်ကဘီလီနီမှာရှိနေပါတယ်မနေ့ကတင်းမောကိုယမန်မှာဟူဒီတွေတိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်တင်းမောသားတွေကအန်ဒီယေကိုရှောင်လွဲဖို့အမြန်လှုပ်ဆောင်ခဲ့ကြပါတယ်စစ်တင်းမောက တိုက်ခတ်မှုကလွန်မြောက်ဖို့အတွက်အရန်ကိုကြွေခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ကဒုံးကျည်တွေကြောင့်မဟုတ်ဘဲနဲ့ပင်လယ်နီကြောင့်တိုက်လေရင်တစင်းဆုံးရှုံးခဲ့ရပါတယ်။တင်မော့ကိုကာကွယ်ဖို့ကြိုးစားစင်မှာပဲတင်မော့သားတွေကဂျက်လင်ရဲ့ထိန်းချုပ်မှုဆုံးရှုံးခဲ့ပြီးဂုံးပပေါ်ကနေပင်လယ်ထဲကိုပြုတ်ကျခဲ့ပါတယ်။ဒါက top gun ရုပ်ရှင်တွေကမြင်ကွင်းတစ်ခုတော့မဟုတ်ပါဘူး။ဒါကတကယ်ဖြစ်ခဲ့တာပါ။ဒါဟာ အမေရိကန်စစ်တပ်ကိုအရှက်ရစေခဲ့တဲ့ကြီးလေးတဲ့အမားတစ်ခုကြီးမွားတဲ့အမားတစ်ခုဖြစ်ပါတယ်တီစီလိုချင်တဲ့ခြားအချက်တွေလည်းရှိပါသေးတယ် USS Harry Truman ကဟူတီတွေကိုတိုက်ခိုက်ဖို့အတွက်မစ်ရှင်တစ်ခုရှိပါတယ်တိုက်လီယန်တွေကဤတင်မောကုန်းပါနဲ့ထွက်ခွာပြီးဟူတီပြစ်မှတ်တွေကိုဘုံတွားကျဲပါတယ်မနေ့ကတည်းကသူလုတ်ခဲ့ပါတယ်အရာအလုံးကပုံမှန်ပါပဲအလုံးအစီအစဉ်တိုင်းသူတို့လုံနေကြပါတယ်အဲ့ဒီပြည်နယ်နောက်မှာဟူတီတွေကပြန်လည်ပြစ်ခတ်တယ် အမေရိကန်တင်မောကအရန်ကွေ့ပါတယ်ဘာလို့လဲဆိုတော့ဒီဒုံးကျူရှောင်းမှုအတွက်ဖြစ်ပါတယ်တစ်စကန့်အတွင်းမှာပဲ F18 Super Hornet ဂျက်လီဂျင်ကပင်လယ်ထဲကိုပြုတ်ကျသွားပါတယ်အမေရိကန်ရေတပ်တင်မောသားတဦးဒဏ်ရာရရှိခဲ့တယ်ဒါပေမဲ့ဂျက်ကပျောက်သွားပါတယ်အခုလောက်ဆိုရင်အဲ့ဒီဂျက်လီဂျင်ကပင်လယ်အောက်ခြေမှာလဲလျောင်းနေပါပြီဒီဂျက်လီဂျင်ကတာမန်တော့မဟုတ်ပါဘူးနော် F18 Super Hornet ဆိုတဲ့ဂျက်လီဂျင်က တစ်ယူဒေါ်လာတန်း60တန်းပါတယ်။ဒါနိုင်ငံငယ်လေးတွေရဲ့ကာကွယ်ရေးအတုံးစိတ်တက်ပို့ရတယ်။ဣစလိယင်တွေကလီယင်တင်တင်မော်တွေပေါ်မှာစစ်စင်ရေးအတွက်အစစ်မြင့်နီးပညာကိုသုံးပြီးတော့မှဒီဇိုင်းထုတ်ထားခြင်းဖြစ်တယ်။ Super Hornet တွေကပင်လယ်ပြင်မှာအသုံးပြုဖို့အတွက်အကောင်းဆုံးချက်လျင်တွေကတခုဖြစ်တယ်။အခုလည်းပဲပင်လယ်နီမှာပဲပျောက်သွားပါပြီ။ဆိုတော့ဟူတီတွေကအလွန်တက်တာတဲ့အိမ်လုတ်လက်နက်တွေကိုအသုံးပြုပြီးတော့မှဒီ ေါ်လာတန်60တန်နဲ့လေရင်ကိုပျောက်တောင်းအောင်လုပ်ခဲ့ပါတယ်။ကြက်လေရင်မှာလက်နဲ့တွေပါသလားကျွန်တော်တို့မသိပါဘူး။အမေရိကန်ကအဲ့ဒါကိုပြန်လည်ရယူဖို့ကြိုးစားမှလားဆိုတာလည်းကျွန်တော်တို့မသိပါဘူး။ကျွန်တော်တိတာကအရာတခုတော့ရှိတယ်။အမေရိကန်ရေတပ်ကယခုဖြစ်ပြတဲ့အရာတွေကိုရှင်းပြဖို့ကြိုးစားနေပါတယ်။သူတို့ဘာပြောလဲဆိုတော့ကြက်လေရင်ကဂုံးမပေါ်မှာရှင်းရှင်းလင်းလင်းလိတ်ဆင်းသွားတယ်လို့ပြောတယ်။ဟီဟူတီရဲ့တိုက်ခတ်မှုကြောင့်မဟုတ်ပါဘူးလို့ပြောပါတယ်။ဒါပေမဲ့ ဒေါ်လာတန်း60တန်းဂျယ်လီရင်ကတင်မော့ဘောကနဲ့ဘလို့ပြုတ်ကျနိုင်မလဲတခုခုတော့မားနေပြီဟူတီရသူတို့ကကတော့အောင်မြင်ပါတယ်လို့သူတို့ပြောတယ်အဲ့ဒါကိုသူတို့လုတ်ခဲ့တယ်သူတို့ပြစ်ချခဲ့တယ်လို့ပြောပါတယ်ဂျင်ညာချက်မှာတော့သူတို့ကအမေရိကန်ရဲ့ရန်လိုမှုနဲ့အရသာတွေအပေါ်မှာကျွန်းလူကျူးလွန်ခဲ့တဲ့အရာစုတွေကိုတုံ့ပြန်တဲ့အနေနဲ့ရမေလက်နက်ကတပ်ဖွဲ့တွေကအမေရိကန်လေရင်တွေတင်မော့ထူမန်နဲ့ ဲ့ဒါရဲ့အနီးတောင်မှာရှိတဲ့တင်မော်တီကိုတိုက်ခတ်ခဲ့တယ်လို့ပြောပါတယ်။သူတို့ကရေတဒရုန်းလေတာနဲ့ဒုံးကျည်တပ်ဖွဲ့တွေအုံပြုပြီးတော့မှပူရစစ်စင်ကြီးကိုလုခဲ့တယ်လို့ပြောတယ်။လွန်ခဲ့တဲ့နိုင်ရဲ့နိုင်ရဲ့တွင်းမှာပဲ cruise ဒုံးကျည်များ pattern ဒုံးကျည်တွေနဲ့ drone တွေကိုအုံပြုပြီးတော့မှ၎င်းတို့ကပြစ်ချခဲ့တယ်လို့ပြောပါတယ်။ဒါပေမဲ့ Truman ဟာ jet လျင်ဆုံးဆုံးတာဒါဖောက်ဆိုချင်တော့မဟုတ်ပါဘူး။လွန်ခဲ့တဲ့လေးလတုန်းက အဲ့ဒီဒီမော့မှာနောက်ထပ် Super Hornet တခုဒီဇင်းဆုံးဆုံးခက်ခက်ပါတယ်အဲ့ဒါကတော့သူတို့ကအချင်းချင်းပစ်ကမီခဲလို့ပြောပါတယ်2029ခုနှစ်မှာလဲလေပင်တက်ခဲတဲ့အတွက်ကြောင့်ဒီမော့ပေါ်မှာနောက်ထပ် F18 ဒီဇင်းဆုံးဆုံးခက်ပါတယ်အမေရိကန်ရေတပ်ကသူတို့ကိုသူတို့ကတော့အင်အားအရှိဆုံးရေတပ်ဖွဲ့လို့ပြောပြီးတော့ဒီလိုဖြစ်ရတွေကမင်းကိုထုတ်စရာတွေအများကြီးရှိပါတယ် ဒေါ်လာတန်း60တန် jet လေးရင်တစ်စင်းပင်လယ်ထဲကိုဘလို့ကျသွားတယ်လေပြဿနာကလစ်ချင်းရေးကမကောင်းဘူးလားဒါမှမဟုတ်စီကံမကောင်းတာလားဒါမှမဟုတ်ခေါင်းဆောင်မှုအားနေတာလားမိခင်ကြီးတက်ကစိုးစမ်းစစ်ဆေးမှုတွေစတင်နေပါပြီ true man ကတော့၎င်းရဲ့တာဝန်တွေကိုထမ်းဆောင်နေစေဖြစ်ပါတယ်ဘယ်နဂိုစစ်တနာချုပ်ကအဲ့ဒီလိုပြောပါတယ်ဒါပေမဲ့လည်း6လအတွင်းမှာ jet လေးရင်နှစင်းဆုံဆုံလိုက်ရခြင်းက မတူညီတဲ့ဇာလန်တပုတ်ကိုပြောပြနေတာနဲ့တူပါတယ်ပင်လယ်နီယာအမေရိကန်အတွက်ကုန်ကျစရိတ်အရန်များပြီးတော့အန်ဒီယာရှိတဲ့နေရာဖြစ်ပါတယ်စူပါဟော်နက်နစီကုန်ကျစရိတ်ကယခုအခုဆိုရင်ဒေါ်လာတန်း120ကျော်နေပါပြီဖြစ်တယ်ဟူတီတွေကပူပြီးတော့သူတို့ကိုဖျက်ဆီးစေပါတယ်သူတို့ကလွန်ခဲ့တဲ့6ပတ်အတွင်းမှာပဲ MQ9 Gripper drone ကိုနှစ်စင်းတက်မနေပစ်ချခဲ့ပါတယ်ဒုံးတစ်စီးကိုဒေါ်လာတန်း30ကျတယ် ဒါကြောင့်ဂျက်လင်ရင်တွေနဲ့ဒရုန်းတွေကိုရေတွက်မှဆိုရင်စုစုပေါင်းအမေရိကန်ဒေါ်လာဒေါ်လာတန်330ကျော်ဆုံးဆုံးခဲ့ပြီဖြစ်ပါတယ်။ဟူဒီတွေအတွက်စဉ်းစားကြည့်ရမှဆိုရင်တော့သူတို့ကတော့နိုင်ငံတကာတဘုံအုပ်စုလို့ပြောတယ်။ဒေါ်လာထောင်ကဏ္ဍများလာရှိတဲ့ဈေးပေါ်တဲ့အိမ်လုံးဒုံးကြီးနဲ့ဒရုန်းတွေကိုအသုံးပြုပြီးတော့မှအမေရိကန်ကို နောက်ဆက်ပေးနေပါတယ်။ဒါကြောင့်ဟူဒီတွေက စီးပွားရေးစစ်ပွဲမှာအနိုင်ရနိုင်တယ်လို့ပြောလို့ရပါတယ်ဒါပေမဲ့သူတို့လည်းတခြားနည်းနဲ့တော့ဒုက္ခရောက်နေကြပါတယ်အမေရိကန်ကယမန်ကိုဘုံးတွေကျဲတယ်ဟူတီတွေနဲ့ပြည်လူထုတွေရာနဲ့ချပြီးတော့တည်တယ်သူတို့ရဲ့လက်နက်တွေနဲ့ကြီးတွေကိုဖျက်ဆီးပစ်တယ်ဒါပေမဲ့ဟူတီတွေကတော့လုံးဝနောက်မဆုတ်ပါဘူးယမန်နိုင်ငံကိုတိုက်ခတ်မှုတွေရပ်သွားတဲ့အထိလင်းရင်တင်တင်ပေါ်တွေနဲ့ပင်လယ်နီရဲ့အာရီဘီယာပင်လယ်မှာရှိတဲ့ရန်သူစစ်တင်ပေါ်အားလုံးကိုဆက်တဲ့တိုက်ခိုက်သွားမယ်လို့ ယမန်လက်နက်ကတောက်ဖွဲ့တွေကပြောပါတယ်။ဆိုအမေရိကန်က PRP ခံရရပါတယ်။သူကသူစူပါပါဝါနိုင်ငံလို့ခေါ်တဲ့ခေါ်ပြီးတော့မှဟူတီတွေကိုစစ်ပွဲမှာလူထုအရှိမအဆက်ရစရာဖြစ်နေပါတယ်။ကိုကိုကိုပြင်မိတာပဲဖြစ်ဖြစ်ဂျက်လင်ရင်ပင်လင်တို့ကြာသွားတာပဲဖြစ်စေအမားတိုင်းအမားတိုင်းမှာအမေရိကန်တန်ပေါင်းများစွာကိုရှုံးရှုံးနေပါတယ်။၎င်းကိုပြော့ညံ့စေပါတယ်။ပြီးတော့ဟူတီတွေက သူတို့ပူအောင်မြင်ခြင်းတော့မှပြပြနေတာတွေကိုသူတို့ပြောနေပါတယ်ဒီတော့မင်းကကအမေရိကန်ကဆက်ပြီးတိုက်ပွဲဝင်မှာလားဒါမှမဟုတ်သူတို့ပူဟာကိုပြောင်းလဲမှာလားဆိုတာပဲဖြစ်တယ်